င်္ဂလာပါရှင့်ဒူဂလာဖြူတူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ကဲခုညာ2026 TV reset တွေထွက်လာတော့မယ်နော်။အားလုံးပဲယနေ့ခုန်နေကြပြီလား။2026 TV reset ဆေးရမယ့်အချိန်ကတော့အခု2025မေလ3ရက်နေ့မြန်မာစံတော်ချိန်ည10:00နာရီခွဲကနေစပြီးတော့ဆက်လို့ရမှာပဲဖြစ်ပါတယ်။ကဲခုကလာကို TV reset စတက်အောင်လို့ဒီဗီဒီယိုလေးထဲမှာပြပေးသွားမယ်နော်။စစ်မှန်ဆိုရင်တော့ဒီပြထားတဲ့တရားဝင်စာမျက်နှာပဲဝင်ပြီးတော့စစ်ပါနော်။ ဝင်စရမယ့် link ကို comment မှာရော description မှာရောချပေးထားပါမယ်။ကဲဒီ link လေးပါပေါ့နော်။ dbprogram.state.gov ကဲဒီ link လေးတဲ့ကိုဝင်လိုက်ပါမယ်။ဝင်လိုက်လို့ရှိရင်ဒီလိုမျိုးစာမျက်နှာလေးကျလာပါလိမ့်မယ်။ဒီမှာရှိတဲ့ chat status ဆိုတာလေးကိုနှိပ်လိုက်ပါ။ပြီးတော့ continue ဆိုတာလေးကိုဆက်နှိပ် ဒီ confirmation နံပါတ်မှာကကြတော့ကို DB ထိုးခဲ့တော့ကနံပါတ်လေးတွေကိုရိုက်ထည့်ပေးရပါမယ်။ဒါကြောင့်ကိုအဲ့တုံးက screenshot ရိုက်ထားတာရှင်ပြန်ရှာထားနော်။ရှာမတွေ့ဘူး confirmation နံပါတ်မေ့နေရဆိုရင်လည်းဘယ်လိုမျိုးဆက်လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာဆက်ပြီးအပြပေးထားရဲနော်။ရဲ့ဒီမှာတော့2025 DB Reset စစ်ခေတော်ကဟာလေးကိုနမူနာပြပေးထားတာပါเนาะဒီမှာကိုယ့်ရဲ့ confirmation နံပါတ်လေးကိုထည့်လိုက် ထည့်ပေးသားပြီဆိုလို့ရှိရင်ဒီနံပါတ်2မှာကြတော့ last family name ဒီမှာပေါ့နော်ကို DB တင်းတုံးကထည့်ခဲ့တဲ့ last name နောက်ဆုံးနာမည်ကိုရိုက်ထည့်ပေးလိုက်ပါရေအောက်ဘက်မှာကြတော့ကိုရဲ့မွေးနှစ်ကိုထည့်ပေးလိုက်မွေးတဲ့ခုနှစ်တက်ကြရပေါ့နော်အဲ့ဒါကိုထည့်ပေးလိုက်ပြီးသွားရင်ဒီထဲမှာမြင်နေရတဲ့ခန်းလေးတွေကိုရိုက်ထည့်ပေးလိုက်ပါကိုကလေဒီမှာရှိရတာကိုအကောင်လုံးမှန်မှန်ကန်ကန်ဖြည့်ပြီးသွားပြီဆိုရင်တော့ submit ဆိုတာလေးကိုနှိပ်ပေးလိုက် ။အဲဒါဆိုရင်အခုလိုမျိုးလေးယုံပုံလေးနဲ့ you have been randomly selected ဆိုတဲ့စာမျက်နှာလေးကြာလာရင်တော့ TV ပေါက်တာပါ။ပြီးတော့တယောက်ကိုဆွဲလိုက်ရင်ကိုက case number ဘလောက်နဲ့ပေါက်တာအဆရှိတာတွေပါပါလာမှာပဲဖြစ်ပါတယ်။တကယ်လို့ကိုက DB မပေါက်သေးဘူးဆိုရင်တော့လေးရုံပုံလေးမပါဘဲနဲ့ have not been selected ဆိုတဲ့စာမျက်နှာလေးကြာလာရင်တော့ဒီတစ်ခါမပါသေးဘူးဆိုတဲ့သဘောပေါ့နော်။ပြီးရတကယ်လို့ကိုက confirmation number မှတ်မိတော့ရင်ဘယ်လိုလုပ်ရမလဲ။ ်ပုံမှန်အတိုင်းပဲဒီ official tv website ကိုပဲဝင် ပြီးရင် chat status ဆိုတာလေးကိုနှိပ်လိုက်ပြီးတော့ good news ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ဝင်ကဲဒီညမှာကြာလေကိုက confirmation number ကိုမေ့နေရဆိုတော့ဒီရောက်ကလေအပြာရောင်လေးနဲ့ forgot confirmation number ဆိုတာလေးကိုနှိပ်လိုက်ဒီလိုမျိုးလေးပေါ်လာရင်ဒီနေရာမှာကိုက2026အတွက်ကန်ဆယ်ထားတာဖြစ်လို့2026ကိုရွေး ပြီးရင်အောက်ကအချက်လက်တွေကိုကိုဒီဝီတင်ခဲ့တော့အတိုင်းအကုန်ဖြည့်ပေးလိုက်။ဒီဝီတင်တော့ကကိုဘလို့ထည့်ခဲ့တာတွေလဲဆိုတာကိုမှတ်မိဖို့တော့လိုတယ်နော်။ဒီမှာထည့်ရမှာတွေကတော့ကိုရဲ့ last name ပြီးရင် first name မွေးနေ့တွေမွေးလတွေမွေးနှစ်တွေပြီးတော့ email address တွေထည့်။ပြီးရင်တော့ဒီထဲမှာမြင်နေရတဲ့ခန်းလေးတွေကိုရိုက်ထည့်ပေးလိုက်ပါ။ထည့်ပြီးသားရင်စမင်းစရာလေးကိုနှိပ်လိုက်တာနဲ့ TV ပေါင်းပေါင်းမြင်ရပြီပဲဖြစ်ပါတယ်။ အားလုံးပဲကံကောင်းကြပါစေလို့စတောင်းပေးလိုက်ပါရနော်ဒီဗီပေါက်တာရဲ့သူရဲ့အနေနဲ့လည်းဗားရင်ဆက်လို့ရမလဲသိချင်ရင်ဒီဗီဒီယိုမှာပဲကွန်မန့်လေးမှတ်သွားပေးနော်ဆက်လို့ရမယ့် project လေးတွေကိုဗီဒီယိုလေးတွေဆက်လုပ်ပြီးတော့တင်ပေးပါမယ်မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube video ရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်